မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကစားသမားမေဆန်မောင်းကယူပါလီဖလားရယူဖို့ကသူတို့အသင်းရဲ့ရည်မှန်းချက်ဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်မန်ချက်စတာယူနိုက်တက်အသင်းဟာဒီယာဒီပရီးမီးယားလိပြိုင်ပွဲမှာအသင်းသမိုင်းတစ်လျှောက်အဆိုအဝါဆုံးရည်တည်မှုနဲ့ရင်ဆိုင်ခဲ့ရပေမယ့်ယူပါလီပြိုင်ပွဲမှာတော့ဘူလူပွဲအထိတက်ရောက်ထားပြီးစူဖလားနဲ့လက်တကန်းအကွာကိုရောက်ရှိနေတာပါမန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ယူပါလီဘူလူပွဲအဖြစ်ဒီနေ့ညမှာပရီးမီးယားလိပြိုင်ပွဲစပါးအသင်းနဲ့ကစားရမှာဖြစ်ပါတယ်မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကစားသမားမေဆန်မောင်းကတော့ယူပါလီဘူလူပွဲမှာစပါးအသင်းကိုအနိုင်ယူပြီး ရိုပါလိဖလားရယူကျင်တယ်လို့ပြောကြားခဲ့ပါတယ်။မေဆန်မောင်းကအခုချိန်မှာကျွန်တော်တို့အနေနဲ့ဖလားကင်မြောင်းနိုင်တဲ့အခွင့်အရေးရှိနေပါတယ်။ကျွန်တော်တို့အနေနဲ့ဖလားကိုကင်မြောင်းပြီးတရားသည့်အကောင်းဆုံးအဆုံးသတ်ချင်ပါတယ်။ဖလားတွေရယူဖို့ကကျွန်တော်တို့အသင်းရဲ့အမြဲတမ်းရည်မှန်းချက်လည်းဖြစ်ပါတယ်လို့ပြောကြားခဲ့ပါတယ်။မန်ချက်စတာယူနိုက်တက်အသင်းဟာတရားသည့်ပရီးမီးယားလိအသင်းနဲ့ပြိုင်ပွဲစုံ၃ပွဲတွေ့ဆုံခဲ့ရမှာ၃ပွဲစလုံးရှုံးနေထားပေမဲ့ရိုပါလိဘိုလူပွဲအတွက်ကတော့သူတို့အသင်းအနေနဲ့အသင်းဖြစ်နေတယ်လို့လည်းမေဆန်မောင်းကပြောကြားခဲ့ပါတယ်။ ဒီရာသီမှာစပါးသင်းကကျွန်တော်တို့နဲ့ကစားရာမှာရလက်ကောင်းတွေရရှိထားပါတယ်။ဒါကြောင့်စပါးသင်းကိုရှင်ပြိုင်နိုင်ဖို့အတွက်ကျွန်တော်တို့အသင်းဖြစ်နေဖို့လိုပါတယ်။အခုတော့ကျွန်တော်တို့အနေနဲ့သူတို့ကိုရင်ဆိုင်ဖို့အသင်းဖြစ်နေပါပြီ။ယူဘာလီဘိုလူပွဲကစိတ်လှုပ်ရှားစရာကောင်းတဲ့ပွဲစဉ်တစ်ပွဲဖြစ်လာမှာပါ။ကျွန်တော်တို့ဒီလိုမျိုးဘိုလူပွဲတွေကစားကြင်ပြီးအနိုင်ရကြင်ပါတယ်လို့မေဆန်မောင်းကပြောကြားခဲ့ပါတယ်။